34ခုမြောက်သောဇာလံအပိုင်ငယ်တမ22ငါသည်ခတ်သိမ်းသောကာလတို့၌သာရဘုရားကိုကောင်းချီးပေးမိဂုံကျေးစုတော်ကို အစင်မပြတ်မွတ်ဆူမိငါဝိညာဉ်သည်သာရဘုရားကိုအမိပြု၍ဝါကြွားခြင်းကိုပြုမိနေချလျက်ရှိသောသူတို့သည်ကြားသိ၍ဝမ်းမြောက်ကြပါစေသောငါနှင့်အတူသာရဘုရားကိုချီးမွမ်းကြလောနာမတော်ကိုတညီတညွတ်ဒီချီးမြောက်ကြကုန်အံ့ ငါသည်ထာဝရဘုရားကိုရှာသောအခါနားထောင်တော်မူ၏။ကြောက်မက်ဖွယ်သောအကြောင်းအလုံးစုံတို့အထက်ကငါကိုကင်နှုတ်တော်မူ၏။ထာဝရဘုရားကို မျှော်ကြည့်ကြလော့အလင်းကိုရကြလိမ့်မည်။မျက်နှာရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ဤစင်းရဲသောသူ၏အော်ဟစ်ခြင်းအတန်ကိုထာဝရဘုရားသည်နားထောင်၍ခသိမ်းသောစင်းရဲတွေကကယ်လွတ်တော်မူ၏။ ခရဗျာကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ကောင်းကင်တမန်တော်တို့သည်တက်ချ၍ ကယ်လွတ်တတ်ကြ၏။ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆန်း၍သိမှတ်ကြလော။ကိုရောကိုခိုလုံသောသူသည်မင်္ဂလာရှိ၏။ထာဝရဘုရား၏တန်ရှင်သူတို့ထာဝရဘုရားကိုကြောက်ရွံ့ကြလော့။ကြောက်ရွံ့သောသူတို့၌ဆင်းရဲခြင်းမရှိရာ။ချင်းတိတို့သည်ဆင်းရဲ၍ငတ်မွတ်ခြင်းကိုခံရတော်လေ။ထာဝရဘုရားကိုရှာသောသူတို့၌ကောင်းသောအရာတစ်စုံတစ်ခုမျှမလိုရာ။ အချင်းသူငယ်တို့လာကြလော့ငါစကားကိုနားထောင်ကြလော့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းတရားကိုသင်တို့အားငါသွန်သင်မီကောင်းမွန်သောအရာကို တွေ့မြင်မီအကြောင်းအသက်ရှင်ခြင်းနှင့်တကားနေ့ရက်ကာလကို တောင့်တလူခြင်းသောသူမိဒီကကိုရှာကိုမကောင်းသောအရာနှင့်ကင်းစေလော့နှုတ်ခမ်းလဲမူတာစကားကိုမပြောစေနှင့်သူစီရိုက်ကိုလွှဲရှောင်၍သူစီရိုက်ကို ပြုလို့သူတပားနှင့်အစ်အစ်နေ ချင်းကိုရှာ၍မိအောင်လိုက်လော့သာရဖျားသည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၏သူတို့အောင်ဟစ်တန်ကိုလည်းနားထောင်တော်မူ၏ဒုစရိုက်ကိုပြုတော်သူတို့ကညီကြီးပုံမှာအောက်မေ့စရာအမတ်မြတ်မရှိစေခြင်းငါပယ်ရှင်းမိအကြောင်းသာရဖျားသည် မျက်နာထားတော်မူ၏ဖြောင့်မတ်သောသူတို့သည်အောင်ဟစ်တော်အခါသာရဖျားသည် နားထောင်၍ သူတို့ကိုခတ်သိမ်းသောစင်ရဲတဲ့ကကယ်လွတ်တော်မူ၏ဒါရဘရားသည်ကျူးပဲ့သောစိတ်ရှိသော သူတို့နှင့်နှလုံးကြေကွဲသောသူတို့ကိုနီးစေတော်မူ၏နောင်တရှိ၍စိတ်နှင်ချသော သူတို့ကိုလည်းကယ်တင်တော်မူ၏ဖြောက်မတ်သောသူသည်ညာစွာသောဒုက္ခစင်ရဲကိုခံရတော်လေဒါရဘရားသည်ခတ်သိမ်းသောဒုက္ခစင်ရဲတဲ့ကကယ်လွတ်တော်မူ၏သူ၏အယိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူသည်ဖြစ်၍ တချောင်းမြမကြိုးမပဲ့ရမတရားသောသူမူကားဘေးဖြင့်အသက်ဆုံးခြင်းသို့ရောက်ရမည် ဖြောက်မတ်သောသူကိုမုန်းသောသူတို့သည် အပြစ်စီရင်ခြင်းကိုခံရကြမည်သာရပြားသည်မိမိကျွန်တို့၏အသက်ဝိညာဉ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍ကိုရောကို ခိုးလုံသောသူတစုံတယောက်မြအပြစ်စီရင်ခြင်းကိုမခံရအာမင် God bless you